မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ6ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်သတင်းကတော့ဈေးဝယ်ထွက်လာတဲ့ခလာရ106ကဌာနချုပ်တက်ခွဲမှုဘုံမှုတန်းနိုင်စိုးကိုတနက်နှစ်လက်နဲ့အတူအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ9ရက်နေ့နေ့လယ်3နာရီခွဲအချိန်ကဖမ်းဆီးမှုဟာပြုလုပ်ခဲ့ပြီးတော့ခလာရ106ဌာနချုပ် တက်ခွဲမှုဘုံမှုတန်းနိုင်ဆိုရဲ့ MA5 Pistol တနက်တလက် MA3 တလက်နဲ့အင်စီကတစည်းတို့ကိုရရှိခဲ့တယ်လို့သိရပါတယ်။မနေ့ကဖမ်းမိတာပါ။တနက်အတူတလက် MA3 တလက်နဲ့အင်စီကတစည်းကိုရပါတယ်။လက်ရှိမှာတော့စစ်စေးမေးမြန်းတာတွေကိုလုပ်နေပါတယ်။ခလာရ106ဘက်ကနေပြီးတော့ဖမ်းဆီးခံရတာကိုမနေ့ည6နာရီကျော်မှအတိပုံရတယ်။မနေ့ည9နာရီခွဲကနေည10နာရီအထိကိုမော့ကနေတိုင်ရင်ကနေပြီးတော့လက်နက်ကြီးတွေပစ်ခတ်တာတွေတွေ့နေရတယ်။ နေရာအတိအကျပြစ်တာမဟုတ်ဘဲနဲ့ရန်တမ်းပြစ်ခတ်တာဆိုတော့ပောက်ကွဲနေပုံရတယ်လို့၎င်းကပြောဆိုခဲ့ပါတယ်ဖမ်းဆီးခံရတဲ့သူဟာရေးအခြေဆိုင်ခလာရ106မော့ကနေတိုင်ရင်ကကိုပိုင်နံပါတ် G 6993ဌာနချုပ်တက်ခွဲမှုဘုံမှုတန်းဆိုးနိုင်ဖြစ်ကြောင်း106တိုင်ရင်မှာရှိတဲ့စီရေးသတင်းရင်းမြစ်ကပြောကြားထားပါတယ်မော့ကနေရဲ့ဘုံမှုအဖမ်းခံလိုက်ရလို့တက်ထဲမှာတော့စောက်တရားမဲ့တွေဖြစ်နေကြတယ်မနေ့က106တက်ထဲမှာခမဲနောင်ချက်မစားနိုင်ကြဘူးဝမ်းနေတဲ့အထိတ်မှတ်နဲ့တက်သားနဲ့တက်မိသားစုဝင်တဲ့အကုန်လုံးအမဲရောင် profile တွေချင်းကြတယ် တက်အတွက်ရိတ်ခါဝဲဖို့ငွေကိုဘုံမှုကကင်တာဆိုတော့သူထွက်ဝဲတာကိုတရင်အတိကျရလို့ဖမ်းခံလိုက်ရတာပါလို့၎င်းကပြောဆိုခဲ့ပါတယ်။လက်ရှိမှာဘုံမှုတန်းနိုင်ဆိုအားအရှင်ဖမ်းမိပြီးတော့လက်နက်ခဲယမ်းများရရှိခဲ့ကြောင်းရေးပြောက်ကြားတပ်ဖွဲ့ရဲ့အဖွဲ့ခေါင်းဆောင်ဗိုလ်ကျန်ရစ်ကပုံနဲ့တကွယနေ့ဖော်ပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့တိုက်ပွဲပြင်းထန်နေတဲ့ဂေါတောင်အနီးတန်တွဲလီစိတ်မှာစီကောင်စီကအမြောက်တက်ရင်တက်ဆွဲထားတဲ့အပြင်တိုက်လီရင်များနဲ့အထိုင်ချက အေအေရဲ့ထိုးစစ်ကိုခုခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်တန်တွဲမြို့နယ်မပလီမြို့ရဲနယ်သုံးပိုင်ကအကွာဂေါ်ရက်ကွက်ဂေါ်တောင်မှာစစ်ကောင်စီနဲ့အေအေတို့ဇွန်လ၂ရက်နေ့ညနေပိုင်းကစပြီးတော့ဒီကနေ့အချိန်ထိကိုတိုက်ပွဲများပြင်းထန်လျက်ရှိတယ်လို့သိရပါဗါးဂေါ်တောင်နဲ့မပလီမြို့ရဲမှာရှိတဲ့တန်တွဲလေစိတ်မှာနှစ်မိုင်ခန့်သာဝေးကွာပြီးတော့စစ်ကောင်စီကခရီးသည်တင်လေယာဉ်များကိုပိတ်ပင်ပြီးတော့လေစိတ်ကိုစစ်ရေးအတွက်အသုံးပြုလျက်ရှိကြောင်းစစ်ရေးအခြေအနေသိတဲ့ဒုတိယဦးကပြောဆိုလာပါဗါးတန်တွဲလေစိတ်ကိုစစ်ကောင်စီကစစ်ရေးအတွက်အသုံးပြုနေတယ်ခရီးသည်တင်လေယာဉ်တွေအားလုံးကိုပိတ်လိုက်ပြီးတော့ တို့တိုက်လေရင်နေအထိုင်ချထားတယ်တိုက်ပွဲဖြစ်တဲ့နေရာတွေတိုက်ပွဲမရှိရင်လည်းအရက်သားကြီးရွာတွေကိုတိုက်လေရင်နေနဲ့ခောက်တုတ်ခောက်ပြန်နေစဉ်တွားပြီးတော့ပြစ်ခတ်နေတယ်တန်တွဲလေစိတ်မှာအမြောက်တွေတက်ဆင်ပြီးတော့ဟိုနေကဆိုရင်စင်ကောင်းရွာကိုဒရဇက်ပြစ်ခတ်နေတာလို့ပြောဆိုခဲ့ပါတယ်စီရဲအခြေအနေကိုသိရှိတဲ့ဒေသခံများရဲ့ပြောပြချက်အရတန်တွဲမြို့နယ်ဂေါ်ရက်ကွက်အနီးမှာရှိတဲ့ဂေါ်တောင်နယ် ရွှေလော်ကြီးရွာအနီးမှာတိုက်ပွဲများပြင်းထန်လျက်ရှိပြီးတော့အေအေရဲ့ထိုးစစ်ဟာတန်တွဲမျိုးနဲ့6မိုင်ပတ်လည်ကိုရောက်ရှိနေပြီဖြစ်တယ်လို့သိရပါဗျ။နောက်ထပ်စစ်ရေးအခြေအနေတိတဲ့သူတို့ကတန်တွဲမျိုးမှာကတိုက်ရင်နှစ်ခုနဲ့ရေဒက်တစ်ခုပဲရှိတယ်။စစ်ကောင်စီအတွက်တိုက်ရင်ကရမ်းနေတယ်ပေါ့။ဒါကြောင့်တန်တွဲလေစိတ်မှာအင်အားထပ်ဖြည့်ပြီးတော့အမြောက်တက်ရင်အထိုင်ချတဲ့အပြင်တိုက်လေရင်တွေကိုပါထားရှိထားတာတန်တွဲမျိုးငပလီမျိုးမဆုံးရှုံးရအောင်စစ်ကောင်စီဘက်ကအေအေရဲ့ထိုးစစ်ကိုအပြင်းထန်ခုခံမယ်ဆိုတဲ့သဘောပေါ်လို့ပြောဆိုခဲ့ပါဗျ။ တန်ရဲမျိုးနဲ့ငပလီမျိုးအတွားစစ်ကောင်စီဟာခလာရ55ခမာရ966တရဲနှစ်ခုနဲ့မောင်ရွှေလေးရေတပ်တစ်ခုသာရှိပြီးတော့၎င်းတို့ကိုအင်အားဖြည့်တင်းနေတဲ့အပြင်တန်ရဲလေးစိတ်ကိုစီရဲအတွက်အသုံးပြုနေခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီကတန်ရဲလေးစိတ်ကနေတန်ရဲတမျိုးနဲ့လုံးကိုတိုက်ပွဲဖြစ်ပွားနေသည့်ဖြစ်စေတိုက်ပွဲမရှိသည့်ဖြစ်စေပတ်ပြီးတော့လူနေကြေးရွာများကိုဇွန်လ၂ရက်နေ့ကနေစပြီးတော့ပြင်းပြင်းထန်ထန်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီဘက်ကအရခတက်တော် AA ရဲ့ထိုးစစ်ကိုကြီးရဲလေး၃ခုစလုံးနဲ့ခုခံနေတော်လဲ အရှုံးများနဲ့ရင်ဆိုင်နေရတယ်လို့စီရဲအခြေအနေတည်သူများကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကရှမ်းပြည်နယ်မြောက်ပိုင်းလားရှုံးမြို့ရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ထံကို တိုက်ခိုက်ရေး drone အစင်းရေ400နီးပါးပေးပို့ပြီးတော့ drone ဘုံအရေးအတွက်ထောင်ချီပေးပို့ထားကစစ်ရေးပြင်ဆင်မှုများကိုဇက်တိုက်လှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံထုတ်တိုက်ခိုက်ရေး drone များကိုစစ်ကောင်စီကအမြောက်များဝယ်ယူခဲ့ပြီးတော့အဲ့ဒီတဲကမှရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကို drone စင်းရေအများဆုံးပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။ရခိုင်ပြည်နယ်မှာတိုက်ခိုက်ရေး drone အစင်းရေ300ကို၎င်းရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့မှာရှိတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ထံကို drone အစင်းရေ400ကို၎င်း အခြားသောပြည်နယ်နဲ့တိုင်းများကိုလည်း drone များကိုအသီးသီးပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။ drone များနဲ့အတူစစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံများကထုတ်လုပ်တဲ့ drone ပုံသီးထောင်ချီပြီးတော့လည်းပေးပို့လျက်ရှိတယ်လို့သိရပါဗျ။တိုက်ခိုက်ရေး drone စစ်ဆင်ရေးအဖွဲ့များကိုလည်းစစ်ကောင်စီကဖွဲ့စည်းထားရှိတယ်လို့သိရပါဗျ။ drone unit တွေကတရင်တွေအလိုက်အတော်ကိုဖွဲ့စည်းထားပြီးနေပြည်တော်နဲ့ရန်ကုန်မှာ training of trainers TOT သင်တန်းတွေကိုပေးပြီးတော့ကျွမ်းကျင်တဲ့ drone တပ်ဖွဲ့ဝင်တွေကိုတပ်ဆိုင်ရာစစ်မြေပြင်တွေကိုလွှတ်ပြီးတော့စင်ပွားသင်တန်းတွေပေးနေတယ်သူတို့ကမှထပ်ပြီးတော့ drone တပ်ဖွဲ့ဝင်တွေကိုပြန်လည်ပြီးတော့စုစည်းတာပါ drone unit တွေကတော့တော်တော်များများကိုဖွဲ့စည်းပေးပြီလို့စီရေးသတင်းအရေးမြစ်ကပြောဆိုထားပါတယ်စစ်ကောင်စီကအခုနှစ်ဇန်နဝါရီလမှာမြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့နဲ့ high gain သဘောတူညီချက်အရာ ယာကြီးအပြစ်ခတ်ရဆဲထားတော့လေလာရှုမြို့မှာရှိတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်မှာစစ်ရေးပြင်ဆင်မှုများကိုအကြီးအကျယ်လှုပ်ဆောင်နေတယ်လို့သိရပါတယ်အရှိမြောက်တိုင်းစစ်ဌာနချုပ်မှာပြည်သူစစ်များကိုစစ်တင်နှံများပေးပြီးတော့လက်နက်တပ်ဆင်ပေးခြင်းရှမ်းပြည်နယ်အရှိပိုင်းမှာရှိတဲ့ပြည်သူစစ်ထောင်ပေါင်းများစွာကိုလာရှုမှာရှိတဲ့ရမခစစ်ဌာနချုပ်ကိုဇက်တိုက်ခေါ်ယူထားခြင်းရမခဌာနချုပ်ကိုလက်နက်ကြီးများဟာဝေစာအမြောက်များအတွဲလိုက်ဒုံများအပါဝင်လက်နက်ခဲယံများပေးပို့စုဆောင်ထားခြင်းလက်ရှိအခုနောက်ဆုံးမှာ drone များနဲ့ drone ပုံများစွာကိုပေးပို့ခြင်းများအပါအဝင်စီရေးပြင်ဆင်မှုများကိုစစ်ကောင်စီကဇက်တိုက်စိုးသလိုလှုပ်ဆောင်ရရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရေပြူမြို့နယ်ကလိန်အောင်တရာကြီးဂိတ်မှာမော်ရဝရီရေတပ်ကစစ်ကောင်စီတပ်သားများဇွန်လ3ရက်နေ့ကစပြီးတော့အင်အားတိုးပြီးတော့အစစ်အစစ်တွေတင်းကျပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကလိန်အောင်တရာတိဂိတ်မှာရခင်ကကလိန်အောင်အခြေဆိုင်စစ်ကောင်စီတပ်ရင်းများကစစ်ကောင်စီတပ်သားများနဲ့စစ်မှုရန်ဟောင်းတချို့သာဂိတ်ဆောင်လေးရှိတယ်လို့မြို့ကန်တွေကပြောပါတယ်မေလ22ရက်နေ့ကလိန်အောင်တရာဂိတ်တိုက်ခိုက်ခံရမှုနဲ့မေလ31ရက်နေ့ကခမာယ408တပ်ရင်းတိုက်ခိုက်ခံရမှုတို့ဖြစ်ပွားပြီးတဲ့နောက်မှာမောရဝတီရေတပ်ကကလိန်အောင်တရာမှာနေရာယူလာခြင်းဖြစ်ကြောင်း၎င်းတို့ကပြောဆိုခဲ့ပါတယ်တရာနဲ့ဂိုင်း90ခန်းအကွာမှာလဲတဲအိတ်ဘန်ကအစ်စ်များဆောက်လုပ်ထားကြောင်းမျက်မြင်တွေ့ရှိသူတွေကပြောပါတယ်စစ်ကား3စီးနဲ့3ရက်နေ့ကလေးကလာချခဲ့တယ် တို့တော့မဝတ်စုံအပြည့်ပဲជីကာတွေရောဝတ်ထားတယ်ရေဒတ်စစ်သားတွေအခုလိုမျိုးတခါမှနေရာမယူဘူးတော့တခုခုများထပ်ဖြစ်မလားဆိုပြီးတော့စိုးရိမ်နေကြတယ်လို့ကလိန်အောင်အမှတ်3ရပ်ကွက်မှာနေထိုင်သူတဦးကပြောဆိုခဲ့ပါတယ်မောရဝတီရေဒတ်ကစစ်ကောင်စီတပ်သားများရောက်လာပြီးတဲ့နောက်ပိုင်းကလိန်အောင်မျိုးတွင်မှာညစဉ်ကင်းလက်နေကြောင်းမြို့ကံများကပြောဆိုခဲ့ပါတယ်မောရဝတီရေဒတ်ကအင်အားတိုးပြီးတော့စစ်ဆေးတင်းကျပ်နေတဲ့ဇွန်လ3ရက်နေ့နောက်ပိုင်းကစပြီးတော့ကလိန်အောင်တရားထိတ်မှာမနက်တိုင်းကားတန်းစီပြီးတော့ပိတ်မိနေကြောင်းရင်မောင်းများကပြောဆိုခဲ့ပါတယ်ကားတစ်စီးကို9မိနစ်10မိနစ်လောက်ကိုစစ်တယ် ဟိုလိုက်ကြည့်ဒီလိုက်ကြည့်ပါပဲအရင်ကတော့အဲ့လောက်မစစ်ပါဘူးခရီးတယ်မှတ်ပုံတင်ပြရတာလောက်ပဲအခုကတော့နည်းနည်းဆေးဆေးဆက်ဆက်လိုက်ကြည့်တယ်လို့ကလိန်အောင်တရားကိုဖြတ်တန်းအသုံးပြနေတဲ့ကံပေါက်ကြီးရွာကရင်မောင်းတို့ကပြောဆိုခဲ့ပါတယ်ဒါအပြင်ကလိန်အောင်ကံပေါက်လမ်းမိုက်မှာလဲဂန်းကော်တောင်စစ်ကောင်စီစစ်စေးရေးဂိတ်အပြင် အခုရပိုင်းအတွင်းမှာနေရာ၃ခုထက်မနည်းရှောင်းတခင်စစ်ဆေးခံနေရကြောင်း၎င်းကဆက်ပြောပါတယ်ကလိန်အောင်မြို့ပတ်ဝန်းကျင်မှာမေလ9ရက်နေ့နောက်ပိုင်းကစပြီးတော့စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်များကြားမှာထိတွေ့ပစ်ခတ်မှုများရှိနေပြီးတော့လက်နက်ကြီးပစ်ခတ်မှုများလည်းဇက်တိုက်ရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်။တရင်ကတော့မန္တလေးတိုင်းမရိယာမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီကပြည်သူ၃ဦးကိုဖမ်းဆီးတပ်ဖြတ်ပြီးတော့ရုပ်အလောင်းများကိုမြောင်းထဲကိုစွန့်ပစ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၄ရက်နေ့ညနေ၆နာရီကမှမရိယာမြို့နယ်ရှမ်းမြောင်းရွာအနောက်ဘက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများဖမ်းဆီးလာတဲ့ပြည်သူ၃ဦးကိုစစ်တပ်ကပစ်ခတ်ပြီးတော့ရုပ်အလောင်းများကိုအနီးအနားမှာရှိတဲ့မြောင်းထဲမှာစွန့်ပစ်ခဲ့တယ်လို့သိရပါရတယ်။ အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားများပြစ်ခတ်ခဲ့တဲ့ပြည်သူ၃ဟာအသက်20ကျော်အရွယ်သားရှိသေးပြီးတော့ဘယ်ရွာသားတွေလဲဆိုတာကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။စစ်ခွေးတွေကစစ်ကြောင်းထိုးလာတာမဟုတ်ဘူးဖမ်းခေါ်လာပြီးတော့ပြစ်တက်ခဲ့တာဘယ်ရွာသားတွေလဲဆိုတာကိုတော့မသိသေးဘူးလို့ Wallet Information Network ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ဒါအပြင်မွန်ပြည်နယ်တထုံမြို့နယ်နဲ့ကြိုက်ထုံမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးများနဲ့ပြစ်ခတ်ရာကိုဝင်ဆောင်တအူးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်နဲ့ဘာသာရေးအဆောက်အအုံများပျက်စီးခဲ့ကြောင်း KNU ဘဟုကထုတ်ပြန်ထားပါတယ် ်ဇွန်လ၁ရက်နေ့ည9:55မိနစ်ခန့်မှာအကြမ်းဖက်စစ်ကောင်စီရဲ့အမတ်တ34တပ်ရင်းစခန်းကလက်နက်ကြီး၃လုံးပစ်ခတ်ခဲ့ရာတထုံမြို့နယ်ရွှေရောင်ပြရွာထိပ်မှာကြားရောက်ပောက်ကွဲခဲ့ပြီးတော့နေအိမ်၁၀လုံးပျက်စီးခဲ့တယ်လို့သိရပါတယ်။ဇွန်လ၃ရက်နေ့ည9:30မိနစ်ခန့်မှာခမရ၉တပ်ရင်းစခန်းကလက်နက်ကြီး၃လုံးနဲ့ပစ်ခတ်ခဲ့ရာတထုံမြို့နယ်ရေဝေရွာထဲကိုလက်နက်ကြီး၃လုံးကြားရောက်ပောက်ကွဲခဲ့ပြီးတော့ရေဝေရွာဖုံကြီးကျောင်းဆောင်အဆောက်အဦ၂လုံးထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အလားတူပဲကြိုက်ထုံမြို့နယ်မှာဇွန်လ၂ရက်နေ့မနက်9:00 30မိနစ်ခန့်ကတိန်စီရမြို့မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အမတ်တ330တရင်နဲ့ခမရ200တရင်စခန်းတို့ကလက်နက်ကြီးအလုံးကြီး30ကျော်ပစ်ခတ်ခဲ့ရာကြိုက်ထုံမြို့နယ်စစ်ကွင်းရွာကိုလက်နက်ကြီးကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့နေအိမ်နှလုံးပျက်စီးခဲ့တယ်လို့သိရပါတယ်။ဇွန်လ3ရက်နေ့မနက်7:00နာရီကမှအဲ့ဒီစခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ရာကြိုက်ထုံမြို့နယ် မုတ်ခမော့ကြီးရွာမေတော်ကြီးဂုံအနီကျရောက်ပောက်ကွဲခဲ့ပြီးတော့ကိုဝင်6လအရွယ်အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီစခန်းများကလက်နက်ကြီးများနဲ့ပစ်ခတ်မှုကြောင့်ကြိုက်ထုံမျိုးနဲ့အတွင်းမှာရှိတဲ့သုံးခွာရွာမုတ်ခမော့ရွာနဲ့စစ်ကွင်းရွာကပြည်သူများဟာရွာလုံးကျွတ်တိမ်းရှောင်နေရပြီးတော့ဇွန်လ၄ရက်နေ့ကလည်းအကြမ်းဖက်စစ်ကောင်စီရဲ့အမတ်တ30တပ်စခန်းကလက်နက်ကြီး10လုံးနဲ့ပစ်ခတ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။